ဟေးဝရနဲ့စုပြည့်တစင်ရဲ့ညဆောင်စားပွဲမှာတချင်းတပုတ်ကိုရှင်နာနာနဲ့တီဆူခင်းနေဝိုင်းစုခိုင်းတဲ့ဟေးဝရနဲ့စုပြည့်တစင်တို့ကမင်္ဂလာညဆောင်စားပွဲကိုပျော်ရွှင်စွာနဲ့ရိုမက်တစ်ဆန်ဆန်ကျင်းပနေတဲ့ချိန်သူမရဲ့တိတ်ကရှင်နာဆရာဆလန်းကိုတချင်းတပုတ်နဲ့တီဆူဖျော်ပြပြလိုက်တာကအစိုးရဝိုင်းစုခိုင်းတဲ့မှာဒါကြောင့်လေလူတွေကဝိုင်းစုခိုင်းတဲ့ကိုတတော်လေးတနာကြတာဖြစ်ပါတယ် ဟိဝိယံနဲ့စိုးပြေတစင်တို့ဟာမင်္ဂလာပွဲ6ပွဲတည်းကနောက်ဆုံးမင်္ဂလာပွဲဖြစ်တဲ့မင်္ဂလာညစာစာပွဲတင်တာကိုအမှုပညာတိုင်းဝိုင်းစုံကြီးစွာနဲ့ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာပါအဆိုပါပွဲမှာတော့စုပြည့်တစင်ကသူမကိုဟေးဝိယံကဘလောက်ချစ်ကြောင်းအသေးကွင်းအောင်လည်းတစ်ခါမှမလုပ်ဘူးကြောင်းဒါကြောင့်လည်းအရန်ချစ်ကကျေးဇူးတင်ကြောင်းရုံးမြေချောင်းပေါင်းဖက်ဖို့ရည်ရွယ်ထားကြောင်းပြောလာတာဖြစ်ပါတယ်။ ဟေဝီယံဘက်ကလည်းစူပြည့်တစင်ကိုအရန်ချစ်ကြောင်းတတလုံးနားမှာတူတူရှိပါမယ်ဆိုပြီးခတိတွေပေးခဲ့တာဖြစ်ပါတယ်ဒီလိုချိန်ဝိုင်းစုခံတဲ့ကတော့ညစာစားပွဲခန်းနာမှာကိုကိုချေဦးဆိုတဲ့တခြင်းတပုတ်ကိုလွန်းလွန်းဆွတ်ဆွတ်နဲ့တီးဆူနေတာပါအဆိုပါတခြင်းဟာအချေဦးကိုအရန်ချစ်ချောင်းဆူထားတာမို့ဝိုင်းစုခံတဲ့အင်းနဲ့ပေါင်းဖက်ခွင့်မရလိုက်တဲ့သူမရဲ့ချေဦးဟင်းဝင်ရကိုတတိယနေလာလာဆိုပြီးလူတွေကထင်နေတာပါ တကယ်တော့တဖက်မှာဟိဝိယံနဲ့စုပြည့်တစင်တို့ဟာမင်္ဂလာညဆန်စားပွဲကျင်းပနေချိန်တစ်ချိန်နေမှာပဲဝိုင်းစုခိုင်သိန်းကတော့တခြားနေရာမှာတချင်းစုနေတာပါဒါပေမဲ့ပြည်သက်တွေကတော့ဝိုင်းစုခိုင်သိန်းကဆွေးဆွေးမြင့်မြင့်ရှိနေတယ်လို့အခြေဦးတချင်းမှာစုနေလို့ပြည်သက်တွေကတော့ဝိုင်းစုခိုင်သိန်းကအခြေဦးအတွက်ဝန်းနေနေတာလားဆိုပြီးထင်ကြေးပေးနေကြတာဖြစ်ပါတယ်